ယနေ့အော်တိုဝါလာ28ရဲ့ BBN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီနေ့မနက်9နာရီခွဲအချိန်တိုက်ထွာချက်များအရာဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့်ရင်းနှီးဆက်ဆက်လျက်ရှိသောဘင်္ဂလားပင်လယ်အော်အနောက်လယ်ပိုင်းတို့မှာဖြစ်ပေါ်နေသောဆိုက်ကလုန်းမွန်တိုင်းမွန်ထားဟာမြောက်အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာဆက်လက်တည်ရှိနေပါတယ်။အဆိုပါဆိုက်ကလုန်းမွန်တိုင်းမွန်ထားဟာ မြန်မာနိုင်ငံကိုကိုကျိုးမျိုးရဲ့အနောက်ဘက်ရေးမိုင်း985မိုင်ခန့်အိန္ဒိယနိုင်ငံခြံတိုင်းမျိုးရဲ့အရှိအရှိမြောက်ဘက်ရေးမိုင်း195မိုင်ခန့်ကာဂီနာဒါမျိုးရဲ့တောင်အရှိတောင်ဘက် ရေမိုင်း160မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းမွန်ထားဟာမြောက်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးနောက်6နာရီအတွင်းအကောင်သောဆိုင်ကလုန်းမုန်တိုင်းဖြစ်သို့ရောက်ရှိနိုင်ကာ နောက်24နာရီအတွင်းအင်ဒရာပရာဒေ့ရှ်ကမ်းခြေကိုဖျက်ချော်နိုင်တယ်လို့ခန့်မှန်းရပါတယ်။မြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတဲ့တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်တခါတရံမိုးသက်လေပြင်းများကြားရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြေပြင်းလေသည်တနအိလင်းမိုင်30မှ35မိုင်အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်မှာမြို့ဝကျွန်းပေါ်ရခိုင်ကမ်းရိုးတဲ့တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့တွင်6ဘေမှ17ဘေခန့်ရှိနိုင်ပါတယ်။ ဆိုင်ကလုံးမုန်တိုင်းမွန်ထာကြီးအချိန်ကြောင့်မိုးတက်ထန်စွာရာသုံးခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းရုတ်တရက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်မှသဖြင့်ကုန်းမြင့်ဒေသအနီးတွင်နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေရနဲ့မြင်းငယ်ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့်ရေကြီးရေလျှံမှုများကိုကြိုတင်သတိပြုနိုင်ပါရန်သတိပေးထားပါတယ်။မိုးလေဝသအစီအစဉ်ကိုမိုးလေဝသဌာန MOHDN နဲ့ဝန်တီတော်ကုန်းတို့မှရယူဖော်ပြထားပါတယ်။ဒီနေ့အော်တိုဝါလာ28ရက် VPN ရဲ့မိုးလေဝသသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့တင်တိမ်ပါ